အဓိကကမြေရေစီကြောင်းကြီးပြောင်းလဲတာပေါ့မြေရေစီကြောင်းကြီးပြောင်းလဲတယ်ဆိုတာကဆောင်းပြောလို့ပေါ့နော်မြေဝကျွန်းပေါ်ကဆိုတာတဖြည်းဖြည်းနဲ့ fall လာတဲ့ပေါ့ပေါ့နော်ဒီ call လာတာပေါ့ကျလာတဲ့ကြီးပမာဏကြီးမမှန်တော့တာနဲတာများတာကြီးဖြစ်တာနောက်ပြီးတော့မြေကျောင်းကျောင်းမှာရှိတဲ့ဆောင်းပြောတဲ့တစ်ပင်တွေပေါ့နော်မြေရေကဏ္ဍတွေကိုချိန်နဲ့ vegetation တွေကြွားပြီးပျက်စီးတာပေါ့နော် အဲ့တော့ရေစည်းလာလေကမမှန်တော့ဘူးပေါ့မမှန်တဲ့ခါကျတော့မြစ်တီးကတိမ်လာတယ်ဆိုရင်ဟိုဘက်ကန်ထိုးလိုက်ဒီဘက်ကန်ထိုးလိုက်ဒီနေ့ကမှဒီဘက်မှတောင်းထိုးမယ်အနောက်နေ့ကျဟိုဘက်ထိုးမယ်အဲ့လိုရေစည်းလာပြောင်းလဲကြတာအများလာအဓိကမြစ်ကမြစ်ရဲ့ကျမ်းပါညံ့လာတဲ့ပုံပေါ့နော်အဲ့ချိန်မှာမိုးများတာနဲ့ကြုံနေဆိုရင်ဆက်တော်လေမြေကန်ပြူလာတယ်ကတောက်လျှောက်ဟောက်ဖြစ်မှာပဲအဲ့တော့ရှင်းပြောရရင် ARD မျိုးကကျွန်းပေါ်ကတော်တော်လေးချိန်နေဆိုတယ် အဓိကတော့ ARD မြေကြီးရဲ့ရေစစ်စစ်မှုနှုန်းနဲ့ပုံစံတွေကတအားကို sedimentation transport ခေါ်တာပေါ့နော်အဲ့ဒါရတအားကိုပြောင်းလဲသွားတာပေါ့ဘာလို့ပြောင်းလဲလဲဆိုတော့အမြင့်ညာဘက်မှာရှိတဲ့တောတွေပျက်စီးတာတောတွေတောင်တွေပျက်စီးတာအကုန်ဆက်ဆံနေတာပေါ့လေအဲ့ဒါကြောင့်ဖြစ်တဲ့လူပဲဆရာကတော့ကြံရင်းချုပ်ပြီးတော့ပြောချင်ပါတယ်